အဲအားလုံးကတော့ယဟန္တာယဟန္တာနဲ့ပဲတိကျတယ်။အဲဒီယဟန္တာပုဂ္ဂိုလ်ဆိုတာဘလို့အရေးချင်းနေရှိတာလဲလို့ဆိုတာမြတ်စွာဘုရားကတန်တိဘိက္ခုဘိက္ခုအိမတ်တမင်ဘိက္ခုတန်ခေရဟန္တောတဲ့ဒီယဟန္တာငါတွေထဲမှာတဲ့ယဟန္တာဖြစ်နေတဲ့ယဟန်ယဟန္တော်ကပါရှိနေတယ်ပေါ့ရဟန္တာကိလေသာတွေဝင်းကွာနေတဲ့ပုဂ္ဂိုလ်တွေ ဒီစကလုံးကိုအသုံးပြုတယ်နောက်တစ်ခုအသုံးပြုတဲ့စကလုံးကဘာလို့ဆိုခိနာတဝလို့ဆိုယန္တာပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်လို့ဆိုတာဒါသိဖို့လိုတယ်ပေါ့နော်ခုခေတ်ကယဟန္တာယဟန္တာနဲ့ပြောနေတာဘယ်လိုရည်ချင်းနေနဲ့ပြောတာတော့မြတ်စွာဘုရားကယဟန္တာလို့ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးပြောတာလဲဆိုတိုက်ဆိုင်ပြီးတော့ကြည့်လို့ရအောင်ခိနာတဝ အာတောကုန်ပြေးကြပြီတဲ့အာတဝဆိုတဲ့စကားလုံးကဘာကိုပြောတာတော့ဆိုဒုရယစိတ်အစင်မှာမပြတ်စည်းဝင်နေတဲ့အကုသိုလ်တွေအကုသိုလ်တွေဒလဆက်စည်းဝင်သူတို့ရဲ့နေကလည်းအမတမကျဲတယ်ဘုံအားဖြင့်ဘဝအထိဓမ္မအားဖြင့်ဂတ္တဘူးအထိသူရဲ့အာယုပြုတဲ့နေကြီးကအမတမကျဲဂတ္တဘူးဆိုတာတခြားဟာပြောတာမဟုတ်ဘူးမက်ဆေ့တွေရဲ့ရှေ့မှာဖြစ်တယ် အဝိဇ္ဇံအရာမှရှိတဲ့ဇောစိတ်ကလေးလို့ပြောတာအဲ့ဒီထိအောင် तू ကလိုက်တယ်လို့ပြောတာမက်ချမှ तू ရရတာ तू နယ်ဘောက်ကျဲတယ်ဆိုတာစဉ်းစားကြည့်အဲ့ဒီခုတ္တဘူနာထိအောင် तू ကတ်လာတယ်လို့ပြောတာအာတဝဆိုတဲ့စကားလုံးအာတဝဆိုတဲ့အတိဘယ်ကအတိဘယ်ရင်းများဆိုတာဖွင့်တယ်အတိဘယ်များဆိုတာဖွင့်တယ်ထဲမဲ့အာတဝဆိုတာကြာစီစွာထုံထားလို့ရင်မှုစေတတ်တဲ့အရာလို့ ဒီလိုရှင်ပူးစေတတ်တဲ့အရာတွေနဲ့တူတယ်။ဆိုတော့တန်တရာထဲမှာလောဘဆိုတာလည်းဘယ်တော့မှစဖြစ်တာလဲ။မတမ်းမကြာလာ။ဒေါသဆိုတာလည်းဖြစ်လာတဲ့ကြာလာ။မောဟဆိုတာမာနတို့ဒိဋ္ဌိတို့အိတ်တာတို့မစ္ဆရိယတို့ဆိုပါစို့။ကိလေသာတွေမကောင်းတဲ့အကုသိုလ်စိတ်အညစ်အကြေးတွေတန်တရာထဲမှာဖြစ်လာတဲ့အချိန်မတမ်းမကြာ။အမတမ်းမကြာတော့အလင်းရပြီးတော့အရက်များလို့ပဲပြင့်နေတယ်လို့ဒီလိုဆိုတာနော်။ အချိန်ပြင်းနေအချိန်ပြင်းနေကြာမြင့်စွာကာလကလူတွေရဲ့တဏ္ဍာမှာအချိန်ရနေတဲ့တရားတွေလို့ဒီလိုလဲအဓိပ္ပာယ်ရနောက်တစ်ခုကတော့အာအတိုင်းတာတစ်ခုထိအောင်တဝစီဝင်နေတယ်လို့ဆိုလူတွေရဲ့တဏ္ဍာမှာမျက်လုံးကလည်းစီဝင်လာတယ်အာယုံနဲ့တွေးလိုက်တဲ့အခါမှာမြင်တဲ့အာယုံပေါ်မှာလောဘဖြစ်တယ်ဒေါသဖြစ်တယ်ဒါမျက်လုံးကစီဝင်တယ်လို့တင်စားသုံးတယ်နော် အပြင်ကလာတာတော့မဟုတ်ဘူးလောဘကအပြင်ကလာတာမဟုတ်ဘူးသို့တော့အပြင်အာယုံနဲ့ဆက်ဆက်ပြီးဖြစ်လို့အပြင်ကလာတယ်လို့ပြောတယ်တော့စီးဝင်လာတယ်မြင်စရာအာယုံလေးတစ်ခုမြင်လိုက်ရင်လောဘဖြစ်တယ်ဒေါသဖြစ်တယ်အတန်လေးကြားလိုက်ရင်လောဘဖြစ်တယ်ဒေါသဖြစ်တယ်အနံ့လေးနမ်းရှုလိုက်ရင်လည်းလောဘဖြစ်တယ်ဒေါသဖြစ်တယ်ဓာရ6ပါးမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတယ်ဒီဓာရ6ပါးက လူတွေရဲ့တဏ္ဍာမှာမပြတ်စည်းဝင်နေတာမို့အတဝါလို့ခေါ်တာမပြတ်စည်းဝင်ရေစည်းတွေစည်းဝင်နေတယ်လို့ပဲဒါကြောင့်မို့ flux and အတွင်းထဲကိုဝင်နေတဲ့သဘောတရားစည်းဝင်နေလျှက်စည်းများဟာနော်ဒီလျှက်စည်းဒီဝါယာကြိုးထဲမှာစည်းဝင်နေတယ်လို့ပဲပေါ့အဲ့ဒီစည်းဝင်နေတဲ့ ဒီဝါယာကျိုးကိုသွားကင်ပြီးလို့ရှိရင်အကာအကွယ်မရှိရင်သူ့ကိုဒုက္ခပေးတာပေါ့နော်လူတွေရဲ့တဏ္ဍာစိတ်အစင်မှာလည်းပဲဒီလျှက်စီးတွေစီးဝင်နေတယ်လို့လျှက်စစ်တွေလျှက်စစ်ဓာတ်တွေစီးဝင်နေတယ်လို့ပဲလောဘတွေသောမောဒမောဟတွေမာနတွေအိတ်တာတွေမစ္စရိယတွေဆိုတဲ့ဒီတရားတွေစီးဝင်အဲ့ဒီထဲမဲ့အာတဝါလို့နာမည်ပေးထားတာတော့လောဘဒိဋ္ဌိမောဟဒီသုံးခုပဲပေးထားတယ်သို့တော့ ဇန္တာတွေကိုအတဝါလို့မခေါ်ဘူးလို့တော့ဒီလိုပြောတာမဟုတ်ဘူးအဓိကရသော်ဗျာပြောတာเนาะစီဝင်တတ်တဲ့တရားတွေကသူတို့ကြီးတော့မဟုတ်ဘူးပေါ့သို့တော့အမြန်ပြင်းထန်တဲ့တရားတွေကိုရှင်းရွယ်ပြီးတော့ရသော်ဗျာကာမတဝဘဝတဝဒိဋ္ဌာတဝအဝိဇ္ဇာတဝတရားကိုအားဖြင့်ပြောမယ်ဆိုရင်ကာမတဝနဲ့ဘဝတဝကလောဘဒိဋ္ဌာတဝကဒိဋ္ဌိအဝိဇ္ဇာတဝကမောဟအဲ့တော့လောဘဒိဋ္ဌိမောဟပေါ့ အဲ့ဒါတွေဟာဒလဆတ်မပြတ်စီးဝင်နေတယ်အာယုံလာတာနဲ့စီးဝင်လာတတ်တဲ့သဘောရှိလို့အာတဝါလို့ဒီလိုပြောတာအဲ့ဒီအာတဝါတွေကုံသွားပြီတဲ့မလာတော့စီးဝင်လာတာတွေမရှိတော့ဘူးဒါကိုခိနာတဝါလို့ခေါ်တယ်အာတဝါကုံပြီးသွားတဲ့ပုဂ္ဂိုလ်ဗမာကတော့လေအာတဝါကိုအတိတ်ပဲမပြန်တော့ဘဲနဲ့အာတဝါခင်းနေလို့ဒီလိုပဲအာတဝါကုံနေလို့ပဲဒီလိုပြောတာနော်အဲ့တော့အာတဝါဆိုတာတန်တရာက အလွန်ကြာခဲ့တဲ့အချိန်တွေကဖြစ်ပေါ်လာတဲ့ဒီတရားစိုးတွေပြတ်သွားပြီလို့ပြောတာနော်လူရဲ့ဓဝရ6ပါးကနေစီဝင်လာနိုင်တဲ့ဒီတရားစိုးတွေမရှိတော့ဘူးရဟန္တာပုဂ္ဂိုလ်မှာအဲ့ဒါတွေမရှိတော့အာယုံမျက်စိရှိလို့မြင်ပေမဲ့လို့ထိုမြင်တဲ့အာယုံပေါ်မှာလောဘနဲ့တွေ့တာတာမရှိဘူးအမြင်မှားတာမရှိဘူးမောဟဖြစ်တာမရှိဘူးလို့ဆိုလိုတယ်နော် နာရှိလို့ကြားပေမဲ့လို့အဲ့ဒီပုံမှာတတ်မဲ့တာတွေ့တာတာမရှိဘူးဒီလိုဆိုလိုတာပေါ့ရသော်ဘုရားလည်းနာရှိတာပဲကြားတာပဲနော်နှာခေါင်းရှိတော့အနံ့ရတာပဲလျှာရှိတော့ရတာသိတာခန္ဓာကိုယ်ရှိတော့ထိတွေ့စိတ်ရှိတော့အာယုန်နဲ့တွေ့တာသို့တော့ခုပြောရတဲ့အာတဝါတွေစီဝင်မှုမရှိတော့ဘူးရတ်တန့်သွားပြီဒီလိုဆိုတာအဲ့ဒီလိုပုံကူမျိုးရဟန္တာလို့ခေါ်တာပဲခိနာတော် ခေနအာတဝအာတဝတွေကုံသွားပြီမလာတော့နောက်ထပ်ဆက်ပြတ်သွားနောက်တစ်ခုသုံးတဲ့စကားလုံးလေးကပါတော့ဆိုဝုတိတဝါဝုတိတဆိုတဲ့ဝုတိတဝါဆိုတာအာလုံးမြတ်သောအချက်မခင်၈ပါးကိုကိုယ့်ရဲ့စိတ်ကိုမခင်၈ပါးအချက်အတိုင်းကြင်ကြကြိုးကုပ်အထုတ်ပြီးတော့နေတာဆိုပါစို့ သီလကိုလည်းအာထုတ်တယ်တမာရီကိုလည်းအာထုတ်တယ်ပညာကိုလည်းအာထုတ်တယ်အဲ့ဒီအာထုတ်မှုကိစ္စတွေဟာလုံးဝပြီးသွားပြီလို့ပြောဟူတိတာကျင့်နေတော့မဟုတ်ဘူးမြတ်တော်အကျင့်ကျင့်ပြီးတော့နေထိုင်မှုတွေအောင်မြင်ပြီးစီးသွားပြီလို့ပြောဘုန်းကြီးတို့တွေကလှုပ်ရှားတဲ့အမြဲတမ်းကြံနေတယ်ဘယ်တော့မှမပြေဘူးပေါ့လှုပ်အောင်မယ်လှုပ်အောင်မယ်လမ်းဆုံးမရောက်ဘူးဝူတိတဝါမဖြစ်ဘူးပေါ့နော်မြတ်တော်အကျင့်ကိုကျင့်တဲ့နေရာမှာလမ်းဆုံးသွားပြီလို့ ဒါစကလုံးတစ်ခုနောက်တစ်ခါယဟနာပုဂ္ဂိုလ်ရဲ့တရုပ်ဖော်တဲ့စကလုံးတစ်ခုကကတ္တကရဏီယောတဲ့ကရဏီယဆိုတာလှုပ်တင်လှုပ်ထိုက်တဲ့ကိစ္စကတ္တကလှုပ်ပြီးပြီအေးလှုပ်တင်တာတွေလှုပ်ပြီးသွားပြီလို့ပြောတာလူတွေကြတော့လှုပ်ပြီးပြီလို့ပြောတာပြောနိုင်တာပါပြောထမင်းချက်ပြီးပြီလို့ပြောတာလက်ဖြန်ထချက်အောင်ပါဘယ်တော့မှပြီးလို့မပြီးဘူးလေဒီကနေ့တရွတ်တည်းသာပြီးတာလက်ဖြန်အတွက်ထချက်အောင်ပါ တို့ဆရာတွေလုတ်ကြည့်ပြီးလုတ်ကြည့်ရဟန္တာပုဂ္ဂိုလ်ကြတော့ကြည့်ကိရိတာအတော်တွေကင်းကွာဖို့ရာအတွက်တရားချက်နဲ့အလုတ်နော်တရားချက်နဲ့အလုတ်ဝိပဿနာချက်နဲ့အလုတ်လမ်းဆုံးသွားပြီးတော့ရတ္တမေရတ္တဖို့ထီအောင်ရောက်သွားပြီးဆိုရင်လုတ်ဆရာကြံသေးသလားဆိုရင်ကြံတော့မကင်ရှိပါအချက်နဲ့အချက်နောက်ထပ်ပြန်ကျင့်ဆရာမလို့ထမင်းချက်ထားနောက်ထပ်ပြန်ချက်ရမယ်တပြည့်စီလဲတာနောက်ထပ်ပြန်လှဲရမယ်အဝတ်ဖွက်ထားလဲနောက်ထပ်ပြန်ဖွက်ရမယ် ဘယ်တော့မှမပြီးဘူးမပြီးသည့်အတွက်ကြောင့်ကတကရဏီရောလှုပ်ရှားတွေလှုပ်ပြီးပြီလို့ဘယ်တော့မှပြောလို့မရဘူးမသေးချင်းလှုပ်အောင်ပါအဲဒီဘဝသေးသွားရင်နောက်ထပ်ဆက်လှုပ်အောင်ရက်တယ်လို့မရှိဘူးเนาะရောက်ရဘဝမှာဒီအလုပ်တွေကဆက်လှုပ်အောင်ဆက်လှုပ်အောင်မှဆိုတော့ဘယ်တော့မှကတကရဏီရောလှုပ်တင်တာတွေလှုပ်ရှားတွေလှုပ်ပြီးပြီလို့မပြောနိုင်ဘူးတဲ့တတဝါတွေဟာလှုပ်နေရတော့ ဩယဟန္တာပုဂ္ဂိုလ်ကျတော့လှုပ်เสียကုံသွားပြီနောက်ထပ်လှုပ်เสียမရှိတော့ဘူးဆိုတကယ်ကုံသွားတာပြောအဲ့ဒီအဆင့်ဒါကိုယဟန္တာလို့ဒီလိုဆွလို့ရနောက်တစ်ခုကဩဟိတဘာရဩဟိတဆိုတာချထားလိုက်တာဘာရဆိုတာဝန်တော့ဝန်ဘူးအေးပြင်ပင်ပမအထုတ်ကြီးထမ်းလာရတဲ့ပုဂ္ဂိုလ်ဟာထုတ်ကိုပြစ်ချလိုက်လို့ရှင်ဘလောက်များပေါ့ပါပြီးတော့ဟိုတက်တာသွားမလဲစဉ်းစားကြည့်ပါ ေးထုတ်ချတယ်ဆိုတဲ့လူတွေကဟိုဘေဒုတ်ကြီးတွေတို့ဘာတို့လေဘေးအထုတ်ကြီးတွေထမ်းလာတဲ့လူကချတာတော့သူအဲ့ဒီခဏတစ်ပြုတ်ချတာနောက်ထပ်ပြန်ထမ်းအောင်မှာနော်လူတွေကအထုတ်ထမ်းလာလို့ချတယ်ဆိုတာခဏပဲနောက်ထပ်ပြန်ထမ်းနေအောင်မှာဟောယဟန္တာပုဂ္ဂိုလ်ကအထုတ်လို့ဆိုတာဘာပြောတာတုံးဆိုခန္ဓာလို့ဆိုတဲ့ဝန်ထုတ်ကြီးချလိုက်တယ်ဘယ်တော့မှဒီခန္ဓာပြန်မထမ်းတော့ဒီအထုတ်ကြီးဘယ်တော့မှပြန်မကောက်တော့ ။တမန်ပုဂ္ဂိုလ်တွေကပြန်ကောက်အောင်လူဘဝလူခန္ဓာကုံသွားတဲ့အခါနတ်ဘဝနတ်ခန္ဓာတရိစ္ဆာန်ဘဝတရိစ္ဆာန်ခန္ဓာကြီးတွေပြန်ကောက်အောင်မှသူကအထုတ်ပြန်ထမ်းရအောင်မှပဲ။ဝန်ဒုတ်ဝန်ဘူးကြီးလူဘဝဆိုတာခန္ဓာ၅ပါးရဲ့ဝန်ဒုတ်ဝန်ဘူးကြီးကဘလောက်ကြီးလေးသလဲ။